မသေးခင်သေချင်အောင်ဆောင်ခဲ့ကြသူများနံပါတ်1နှစ်နာချီဒီလူကတော့ပတ်စံ185ဒေါ်လာကိုဂျင်းထဲဖို့အတွက်သေချင်အောင်ဆောင်ပြခဲ့တဲ့သူပဲဖြစ်ပါဒီလူက Verizon ဆိုတဲ့ company နဲ့ချုပ်ထားတဲ့စာချုပ်ထဲကနေအမျက်ငွေ185ဒေါ်လာရရှိနိုင်မယ်နီလန်ကောင်းကြီးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့ကိုကိုကိုသေချင်အောင်ဆောင်ပြလိုက်တာ Verizon company ကတည်ဆုံးသွားတဲ့သူတို့ရဲ့ဖောက်တဲ့ဒီအတွက်နှစ်နာချီ185ဒေါ်လာကိုအမြဲတမ်းပေးအပ်လေးရှိပါတယ် အကြောင်းဒီလူကလည်းသူ့ရဲ့တေဆုံးမှုမှတ်တမ်းကိုအတုလုပ်ပြီးတော့185ဒေါ်လာထုတ်ယူသွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တေဘီဆိုပြီးဖုန်းတွေကိုတောက်လျှောက်သုံးနေခဲ့တာကြောင့်အလိမ်ပေါ်ပြီးခြေထဲရောက်သွားတယ်လို့သိရပါတယ်။အကြောင်းလူချင်းမင်းတို့လည်းတေသွားပြီးပြီဆိုရင်ဖုန်းတွေဆက်သုံးမနေကြဘူးအကြံပေးခြင်း။နံပါတ်1စိတ်ဓာတ် ဒီကောင်မလေးကလည်းတငယ်ချင်းတွေရဲ့စိတ်တက်လေးတွေကိုသိကျင်လို့ဆိုပြီးတော့သိကျင်အောင်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ဝင်းနီဆိုတဲ့ကောင်မလေးကမြို့ထဲကဖះအောင်တစ်ခုမှဘာသာရေးအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။တကယ်မှာတော့ဝင်းနီရဲ့ကင်ဆာကနောက်ဆုံးဆင့်ကိုရောက်ရှိနေပြီဆိုပြီးတော့ဖះအောင်အဖွဲ့တွေကနေနှုတ်ထွက်သွားခဲ့ပါတယ်။သူတက်မဲ့ဆေးုံရဲ့ဖုန်းနံပါတ်တွေကိုပါပေးခဲ့တာကြောင့်တငယ်ချင်းတွေကလည်းအဟုတ်ကြီးထင်ခဲ့ကြပါတယ်။ဒီလိုနဲ့တရက်မှာတော့ဝင်းနီတရက်ဆုံးသွားပြီဆိုပြီးစေယုံကနေဖုန်းဆက်လာခဲ့ပါတယ်။တကယ်တော့စေယုံဖုန်းနံပါတ်ဆိုတာကလည်းအစားကတည်းကဝင်းနီရဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်။ အဲ့လိုနဲ့ဝင်းနီရဲ့နာရီကိုလည်းဝင်းနီကိုယ်တိုင်ပဲစီစဉ်ခဲ့ပြီးတော့တငယ်ချင်းတွေကိုလည်းဖိတ်ကြားခဲ့ပါတယ်။နာရီမှာလည်းဝင်းနီနဲ့ရုပ်ချင်းခွဲမရအောင်တူတဲ့ဝင်းနီရဲ့အမတယောက်ကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒါအောင်တငယ်ချင်းတွေကလည်းတခုခုလွဲနေပြီဆိုပြီးစစ်ကြည့်လိုက်တော့မှဝင်းနီရဲ့အမမဟုတ်ပဲနဲ့ဝင်းနီအစ်စ်ဖြစ်နေမှန်းသိလိုက်ရပါတယ်။သူ့ရဲ့နာရီကိုဘယ်သူရီလာသူလဲဆိုတာသိကျင်လို့ဒါမျိုးစမ်းသပ်ခဲ့တာလို့ဆိုပါတယ်။လူချင်းမင်းတို့လည်းတငယ်ချင်းတွေရဲ့စိတ်တက်လေးတွေကိုသိကျင်နေဆိုရင်တော့ကိုယ်တိုင်သာတည်ကြည့်လိုက်ကြဖို့အကြံပေးခြင်းပါ။နံပါတ်3လိန်စင် ဒီလူကလည်းလက်မထက်ချင်လို့တေးချင်အောင်ဆောင်ခဲ့တဲ့သူပါ။ဂျော်နီဆိုတဲ့သူကအမေရိကန်ကိုကြောင်းလာတက်တဲ့အင်္ဂလန်သူလေးတစ်ယောက်နဲ့တွေ့ပြီးတော့လက်ထပ်ဖို့ထိဖြစ်သွားခဲ့ပါတယ်။လက်မထက်ခင်မှာကောင်မလေးကလည်းအင်္ဂလန်ကိုခဏပြန်သွားခဲ့တာကြောင့်ပြန်လာမှလက်ထပ်ဖို့စီစဉ်ခဲ့ကြပါတယ်။အဲဒီလိုနဲ့တကယ့်မှာတော့အင်္ဂလန်မှာနေတဲ့ကောင်မလေးစီကိုဂျော်နီရဲ့ father အစ်စီကနေဖုန်းဝင်လာခဲ့ပါတယ်။စိတ်မကောင်းစွာနဲ့ပဲဂျော်နီရုတ်တရက် accident ဖြစ်ပြီးတော့ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ကောင်မလေးကလည်းကြာကြာကြီးဝမ်းနေပလက်တွေဖြစ်ပြီးတော့တပတ်လောက်ထိမအိပ်နိုင်မစားနိုင်ဖြစ်သွားခဲ့တာပါ။ အဲ့လိုနဲ့တရက်မှာတော့ဂျော်နီရဲ့နိုင်ရေးကိုကူညီပေးဖို့ဆိုပြီးဂျော်နီအိမ်ကိုဖုန်းပြန်ဆက်ခဲ့ပါတယ်။အဲ့ကြမှာဂျော်နီရဲ့မသားကြီးနဲ့တွေ့တိုးပြီးတော့ဂျော်နီတယောက်အရှင်လက်လက်ကြီးရှိနေသေးတယ်ဆိုတာကိုသိလဲ။တကယ်တော့ဂျော်နီကလက်ထပ်ဖို့စိတ်ကူးပြောင်းသွားခဲ့တာကြောင့်ဖသားကြီးနဲ့လက်ဝါးချင်းရိုက်ပြီးတော့သေပြီးလို့လိန်ခိုင်းခဲ့တာဖြစ်ပါတယ်။အင်္ဂလန်သူလေးကလည်းအဲ့ဒီနေ့ကစလို့ဂျော်နီကိုလုံးဝမဆက်သွယ်တော့ဘဲနဲ့တသက်လုံးသေလူဖြစ်ပဲတမတ်ဖြစ်လိုက်ပါတယ်။အဲကြောင့်လူချင်းမင်းတို့လည်းတခုခုလက်ဝါးချင်းရိုက်တော့မယ်ဆိုရင်တမိသားစုလုံးကိုချိုရိုက်ထားကြဖို့အကြံပေးချင်ပါတယ်။နံပါတ်၄ surprise ဒီကောင်မလေးကတော့ရီးစားပြည်သူနဲ့ပုံမှန်တိုင်းချင်းတိဖို့တောင်းရင်းနဲ့မမျော်လင့်ထားတဲ့မြင်ကွင်းတစ်ခုကိုပြင်လဲရပါတယ်။သူမရဲ့ရှေ့မှာကားတစ်စီးပလက်လန်နေပြီးတော့မိခိုးတွေနဲ့ပြေးကြံနေခဲ့တာပါ ။ဒူနာတင်ကားတွေနဲ့ရဲကားတွေလည်းရှုပ်ရှက်ခတ်နေပြီးတော့လူတွေကလည်းဝိုင်းအောင်ကြည့်နေကြပါ။သူမလည်းသူ့ရဲ့ချစ်သူမဖြစ်ပါစေနဲ့လို့ဆူတောင်းမိအနာကိုကတ်ချီခဲ့ပေမဲ့သူမရဲ့ဆူတောင်းတွေကတော့မပြေခဲ့ပါဘူး။သူမမမြင်ကျင်ဆုံးမြင်ကွင်းတစ်ခုဖြစ်ပြီးတော့သူ့ရဲ့အနေထဲမှာဒဏ်ရာဘလတ်ပွားနဲ့လဲနေတဲ့သူ့ရဲ့ရည်စားဖြစ်သူကိုတွေ့မြင်လိုက်ရပါတယ်။ကောင်မလေးလည်းချက်ချင်းဆိုတလို့ရှော့ရသွားခဲ့ပြီးတော့အဲ့ဒီနေရာမှာတင်ချုံပွဲချငုပ်ပြစ်လိုက်ပါတယ်။ ထိုချိန်မှာပဲသူရိုင်နဲ့လဲနေတဲ့ခနာကိုကြီးကရုတ်တရက်ကြီးထလာပြီးတော့သူမရဲ့ရှေ့ကိုဒူးထောက်ပြစ်လိုက်ပါတယ်။တကယ်တော့ဒီဖြစ်စဉ်ဒီအားလုံးကကောင်မလေးကိုလက်ထပ်ခွင့်တောင်းဖို့အတွက်ကောင်လေးကိုယ်တိုင်စီစဉ်ထားခဲ့တာပါ။ဒီဖြစ်စဉ်တစ်ခုလုံးအတွက်မိတ်ကပ်တွေတီးဥဆောင်နေတဲ့ကျောင်းကျင်ဒရိုက်တာတွေကိုခေါ်ပြီးတော့အသေးစိတ်ကြောင်လှုပ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အတွဲတွေပြားပြီးဟေ့ဆိုရင်ဘလူးမတ်ကိုလိုက်မမီတာဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။